မြန်မာလုပ်ငန်းရှင်တွေက marketing နဲ့ AI ကိုလေ့လာဖို့အချိန်မရှိကြဘူး။တနေ့နဲ့တနေ့တို့လုပ်ငန်းတွေနဲ့ပဲလဲပတ်နေကြတယ်။ digital marketing အသင်ထားမယ်ဆိုရင်လည်းဇယိတ်အရန်များပါတယ်။ဝန်ထမ်းအစ်စ်ခန့်ဖို့ဆိုရင်လည်းတို့ကကုန်လုံးနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့တို့ရဲ့ business တွေကို online present တခုရကြတယ်။ပြီးတော့လူတွေလည်းကိုသိစီကြပါတယ်။ကျွန်တော်လည်းအရန်ဒီလိုပါပဲ။ကျွန်တော်လည်း business owner တယောက်အနေနဲ့အဲ့ဒီ feeling ကိုနားလည်ပါတယ်။ကျွန်တော် Australia ပြန်လာပြီးဒီပညာကုမ္ပဏီနဲ့လုပ်ရတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ပထမအဦးဆုံးအိမ်သွင်းဝန်ဆောင်မှု platform စတင်ခဲ့ပါတယ်။အဲ့ဒီတော့က investor တွေရှိပါဘူး marketing အတင်းလည်းရှိခဲ့ပါဘူးအဲ့ဒါဆိုတော့ကျွန်တော်ကိုယ်တိုင် marketing တွေအစအစအဆုံးလုပ်ခဲ့ရပါတယ်အမှားတွေအများကြီးလုပ်ခဲ့တဲ့ဘက်မှာကျွန်တော်လေ့လာတာတွေကအယောင်ယောင်လုပ်နေတယ် digital marketing လုပ်နေတယ်ပြီးတော့ AI ကိုတိတိယောက်တုံးချတိတွေကိုလေ့လာနိုင်ခဲ့ပါတယ်အခုဆိုရင်လည်း Bangkok မှာ digital marketing agency တခုဖွင့်ပြီးတော့လည်ပတ်နေပါတယ်အဲ့ဒါဆိုတော့ business owner တွေကကျွန်တော်လာလာမေးကြတယ်သူတို့လုပ်နေတာတွေကမှန်နေလားမှားနေလား content တွေလည်းဘယ်လိုရရမလဲမသိဘူးတော့ boost store လုပ်နေတယ်တိတ်မထူးအကိုကြီးတင်ပေးပါတော့အဲ့ဒီလိုတောင်း င်းဆိုမှုတွေရှိလာပါတယ်။အဲ့လိုတောင်းဆိုမှုတွေကြောင့် online workshop တစ်ခုဖွင့်လှစ်ပေးဖို့စီစဉ်ပေးထားပါတယ်။ဒီ workshop က marketing နဲ့ပတ်သက်ပြီးသင်သိတဲ့နာတွေကိုအမြန်ဆုံး shortcut တစ်ခုအနေနဲ့သင်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်လုပ်ငန်းဆောင်တော့အဲ့ဟာတွေကိုသိခဲ့ရင်ကျွန်တော်အခုချိန်ဆိုရှေ့အများကြီးရောက်နေမှာသိကြပါတယ်။ဒီ workshop ပြီးတာနဲ့သင်သိလာမှာတွေက content တွေကို AI နဲ့ရေးနိုင်မယ်။ product ရှိုံနဲ့အခုလိုပုံတွေကိုခံနေနိုင်မယ်။ Canva နဲ့ on လုပ်နေတယ်လည်းသိလာလိမ့်မယ်။အခုလို video လည်း AI နဲ့ခံနေတတ်လာပါလိမ့်မယ်။ပြီးတော့ Facebook နဲ့ TikTok မှာဘူးစုံတွေကိုလည်းသင်ပေးတော့မှာ ဆိုတဲ့ကြောင့်သင်ကိုယ်တိုင် digital marketing ကိုအစအဆုံးလုပ်နိုင်မှာဖြစ်ပါတယ်ဒီ workshop က AI ကိုစတုံးကျင်တဲ့လူတွေ marketing ကိုအစအဆုံးကိုယ်တိုင်လုပ်ကျင်တဲ့မြန်မာလုပ်ငန်းရှင်တွေအတွက်ဟန်နီးပေးထားတာဖြစ်ပါတယ် digital marketing agency မလိုဘဲနဲ့ကိုယ်တိုင်လုပ်ကျင်တဲ့လူတွေအတွက်အများဆုံး enroll လုပ်လိုက်ပါ